ုံကနန်းထိအောင်စားချင်နေဆိုရင်ဒီကြောက်လေးကိုတခါတည်းဖြတ်90နဲ့ရရင်တန်တယ်နော်။သုံးကကြီးရတော့ကြောက်ကတောက်တိမဟုတ်ဘူးရန်နဲ့ရန်ရုပ်ဆိုးတယ်။ပြီးမပေါ့ဘူးဆိုတော့သူကအကာခံနေလို့စားတဲ့တော့မှကြီးရနော်။လက်ကောက်။အောင်ကြောက်စား။အာမအတော့ဆောင်ရင်ပါလား။အာပါလားညီမလေး။အဲ့ဆိုစားမလဲ။အောက်ဖက်မှာကြတော့တက်စီပြီးသွားရင် ကြောက်တယ်မရှိဘူးဟိုအပေါ်ဖက်မှာတစ်ကြောင်ဒီနေ့တော့ရတယ်ကြောက်ဝင်လာလားကြောက်ကကြီးရယ်လေဟိုသားပြီးလဲကြောက်ရတာလေအလုံးကကြီးရယ်တော့ကြောက်ကဟုတ်တယ်ညီမလေးဟိုဖြည်းဖြည်းဒီလိုက်မော်စီစာဒီညာလေးမှာဆိုရင်ခြာစာပေါ့ဒီမှာဒီညာလေးမှာအောင်နော်ကလေးရာခြားစာပေါက်ခြားစာပေါက်ပါတဲ့ဒါမျိုးကြောက်ဆိုရင်အတွင်းနာမှာကအည်ဒီခဲဦးတက်တယ်အပြင်မှာကြည့်မယ်ဆိုရင်သူ့ရဲ့မန်းပါနော်ဒီမှာကြည့်လိုက်သူ့ရဲ့မန်းတွေထင်းထင်းရှားရှားနဲ့မြင်နေရနော်သူ့ရဲ့မန်းကမပွရတယ်မစေးရတယ်ဒီဘက်ချမ်းမှာရောပဲဒီလား သူ့ရဲ့မန်းကိုအသေးစိတ်ကြည့်မယ်ဆိုရင်ညီမတို့လက်ပါတပြင်စာလောက်တော့ရှိရသူ့ရဲ့မန်းကအနာလေးလည်းလိမ်ပါရဲ့နော်ကြောက်လို့ရတော့ဒီညာလေးမှာတော့အနာတိတ်လေးတစ်ချောင်းလောက်ရှိရဒါပေမဲ့အရင်ဆိုရင်ဆရာမလို့ဒီကြောက်ရဲ့သူ့ရဲ့ဒီအခွန်အနေထားကိုကြည့်ကြည့်လိုက်သူ့ရဲ့ရှာကအချောင်းလိုက်ဆော့နေရဆိုမှညီမတို့မြင်နေရတယ်နော်ဒါပေမဲ့ဒီကြောက်ကသူကအကာရမ်းမျိုးဟုတ်တယ်အကာခံတာเนาะအဲကြောင့်မို့ညီမတို့သူ့ရဲ့ဒီအရေးကိုမိထောက်တဲ့အချိန်မှာအရန်ပြီးမပေါ့ဘူးဆိုတော့သူကအကာခံနေလို့အကာခံတဲ့အကြောင်းမျိုးဆိုရင် အကအောင်ရင်အတွင်းတော့မှအသားရောအရည်ရောအကုန်လမ်းမှာခြစားပေါက်ပါတဲ့အရည်မန်းဆိုရင်တော့ခြစားမန်းအထဲမှာအရည်ခဲလေးလိုက်ဥမှာတော့ကြောက်ကဒီလောက်ပါတပြေတပြေကောက်ပြီးမှကြည့်လိုက်ဒါတွေကအလုံးမန်းပဲဒီမှကြည့်လိုက်တွေ့လားဒီညာလေးကိုကြည့်လိုက်နော်ဒီမှကြည့်ပြင်လိုက်နဲ့လာနေအနောက်ဘက်မှာလေးလည်းရှိရင်မှအခုပဲကြည့်လိုက်ရဒီမှကြည့်အနောက်ဘက်မှာကြည့်ဒါလေးလည်းအလုံးဟုတ်လေနော်ကြလားဒီအနောက်ဘက်မှာဆိုရင်ပိုးမအနာလိမ်မာတာဗောနော်ကြောက်လေးကတော့သူ့ရဲ့ဒီကြောက်အပေါ်ကရင်ကြည့်မယ်ဆိုရန်က ရန်ချောင်းလိုက်ဆော့နေဆိုပဲစိုးရိမ်ဆရာမလို့နော်ရန်ကိုကယူဆိုင်ဆရာမလို့တော့ဘာလို့လဲသူကအကာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အကာမျိုးဆိုရင်ဖြန့်ရင်အတွင်းမှာလမ်းပြီးဆိုရင်တော့အတောအရေရောအကုန်လမ်းမှာနော်တောက်လျာဘလောက်ရောက်မှလမ်းမှာ တရားလောက်ရရင်တော့ရောင်းလိုက်မယ်လေညီမလေး။အာတရားလောက်မကြိုက်ဘူး30ကြိုက်တယ်ရောင်းမလား။မသမီးကဝိုင်းထဲမှာ90တော့ထွက်ထားတယ်ညီမလေး။ဝိုင်းထဲမှာတက်လိုက်90ထွက်ထားတယ်။ဟုတ်တယ်ဟုတ်တယ်။အာ90ထွက်ထားတာဒါညီမပေးထားတာညီမဒီ90ထွက်ထားတာ။မဟုတ်ဘူးမဟုတ်ဘူးညီမသမီးတော့ညီမရောက်တော့မဟုတ်ဘူးမသမီးပြောတာအောက်ကလောပန်းလို့ပြောတယ်။အိုးလောပန်းယောက်ျားကြီးပေါ့။ယောက်ျားယောက်ျား ကျောက်ကတော့မဆိုးတော့ဘူးသူများ90ပေးရဆိုတော့အေးမရလို့ပါညီမရကျောက်နားမလဲလို့ကျောက်ကအဲ့လောက် ठी မဟုတ်ဘူးရန်နဲ့ရန်ရုပ်ဆိုးတယ်နော်အဲ့လိုလောက်လိုက်သူများပေးထားတဲ့စေ90ပြန်ပေးမယ်ရောင်းပေးလိုက်ရောင်းရင်တော့ညီမရရလို့ရှင်အမရောင်းပေးတာပေါ့ဟိုကလို့ရင်လည်းအမမျိုးသားတဲ့အတိုင်းမြင်ကြည့်အောင်မယ်လေနော်ဒီကျောက်ကညီမလို့90နဲ့ရရင်တန်တယ်နော်ကျောက်ကသူကအလုံးကြီးရညီမမီတလုံးစားတဲ့လောက်မှကြီးရနော်လက်ကောက်ကောင်းကောင်းလေးခေါင်းလို့ရတယ်အနာလေးလည်းလိမ့်ပါပြီးလို့ရှိရင် တို့ကအတိကတော့အကာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အထဲမှာအကာလိုင်ရေခဲတာစင်တီလန်တယ်နော်အရေလေးလည်းပါတော့အရေကလှပသပြင်စာအပေါ်အောက်ရှိတဲ့အတွက်ကြောင့်မို့ဒီကြောက်တာညီမတို့ဖြတ်လိုက်လို့အထဲမှာရေခဲတာအရေဆွဲဖြစ်သွားပြီဆိုရင်ညီမတို့တောင်းကနန်းနဲ့အောင်စားမဟုတ်တဲ့တမျိုးကြောက်ပါနော်ဒါပေမဲ့ခေါင်းကြောက်ဆိုတော့ညီမတို့ဒါတော့ပြိုင်မှာဖြတ်ခေါင်းရမှာနော်ကြောက်လေရတော့အော်ဘလို့လဲရပြီလားဘလို့လဲမမျိုးသားရတာကြောက်ဖို့တော့မကြည့်တော့ဘူးတဲ့ဒါဒီ90နဲ့ပဲရောင်းလိုက်တော့မယ်တဲ့တစ်ချက်စစ်ကြည့်လောက်နော်ကိုကိုမမတို့ရေနော် ကြောက်လေးကတော့ဝမ်းသာစရာလေးပဲ90လေးနဲ့ရပြီအခုကြည့်မြက်ကိုမမတို့ရေတောင်ကနန်းအထိအောင်စားချင်တယ်ဆိုရင်ဒီကြောက်လေးကိုတခါတည်းဖြတ်ဖို့ညီမမစင်ကြပါဆက်တွေ့ပေးပါ